အလုံးကိုစွန့်အားသွားစေမယ့်ဒေါ်လာ9ဘီလီယံတန်အင်ဂျီကိုချပြလိုက်တဲ့ဝမ်မုံရွှေပရိသတ်ကြီးတို့ရေမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆိုရှယ်မီဒီယာတစ်ခွေလုံးကိုမော်တိုင်းထန်သွားစေပြီးတော့မြင်လိုက်ရသူတိုင်းကိုစွန့်အားမင်သက်သွားစေလောက်တဲ့အကြောင်းညာတစ်ခုကတော့မြန်မာလူပညာလောကရဲ့ထိတ်တန့်ပြေမှာအလုံးကချီးကျင်ကြတဲ့မင်းသမီးချော်ဝမ်မုံရွှေရဲ့အိမ်မက်ထဲမှာတောင်မှမထည့်ရဲလောက်အောင်ခနာကြီးကျတဲ့စိုင်းကြီးတောင်ပဲဖြစ်ပါတယ်ကာလာတံမိုအမေရိကန်ဒေါ်လာ9ဘီလီယံ ဘီလီယံ9000တိရှိတယ်လို့ခန့်မှန်းပြောဆိုနေကြတဲ့ DNG ရဲ့ပေါ်ရိပ်တွေဟာအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့ပြီးနောက်မှာတော့ဝုံမုံရွှေရဲ့ချမ်းသာကြွားမှုဟာတာမန်နုပညာရှင်တယောက်ရဲ့စိတ်ကိုကျော်လွန်နေပြီဆိုတာကိုသက်သေပြလိုက်သလိုပါပဲဒီစာရေးကြီးကိုအင်လိုသုံးလုံးနာတဲ့နဲ့နုံလိုသုံးလုံးနာကပို့ပြီးတော့မှန်ကန်ပါလိမ့်မယ်ပရိသတ်တွေမြင်တွေ့လိုက်ရတဲ့တပ်ပုံတွေထဲမှာ DNG ရဲ့ကြီးကျယ်ခန္ဓာမှုကတကယ်ကိုမှထင်ရှားပေါ်လွင်နေပါရဲ့ကျယ်ဝန်းလာတဲ့ခြံဝင်းကြီးထဲမှာ ဥရောပကတော်ဝင်ရဲတိုက်ကြီးတလုံးကိုထဲဝါစွာတရှိနေပြီးတော့သူရဲ့ပြည်သူကလက်ရာကကိုပဲတံမိုးကြီးလာတယ်ဆိုတာသိသားစေပါရဲ့အင်းနေဝိုင်းကိုလမ်းကြည့်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့အံဖို့ကောင်းပါရဲ့ဝင်းပေါက်ကနေလမ်းကြည့်လိုက်တာနဲ့ကျိုးစိုးနေမှာကပြောင်းလဲနေတဲ့စခင်ကြောက်ချမ်းခင်းတွေနဲ့မျက်လုံးကြီးလောက်အောင်တောက်ပနေတဲ့တော်ဝင်မိဆိုင်ကြီးတွေပါမင်းရဲ့ချက်မြင့်ကြီးတွေမှာရေးဆွဲထားတဲ့ရှေးအောင်ပန်းခဲ့ပန်းတွေတွေကဒီနေရာကိုတကယ်တော်ဝင်နဲ့တော့အငွေအသက်ပေးဆွဲနေပါရဲ့ဒါရီမဲလာဆိုတော့မဟုတ်သေးပါဘူး ဒီနန်းတော်ကြီးထဲမှာတာမန်သူတွေလိုက်မမိနိုင်တဲ့သုံးဆောင်တွေအပြည့်အစုံပါဝင်ပါသေးတယ်။ဧည့်သည်တွေကိုရှာနေချီတဲခင်းနိုင်တဲ့ခမ်းမဆောင်ကြီးတီးတန့်ဖြောပြေးခမ်းမကိုပိုင်မီနီစီနီမာယုံနောက်ဆုံးပေါ်ပစ္စည်းတွေနဲ့ပြည့်စုံတဲ့ချင်းနိုင်ငံတကာအစ်မီရေကူးကန်ကြီးစာရာတွေနဲ့ဒီဆယ်ကြီးဟာနေထိုင်စရာတခုချင်းငါဝင်စီရှိတဲ့ luxury resort တခုလိုပါပဲ။အခန်းတိုင်းကိုလေကဘာကျော် brand ကြီးကနေတိုက်ရိုက်တည်သွင်းထားတဲ့တန်မိုးကြီးဆုံးပြီးဘောခိုင်နဲ့ပဲလှဆင်ထားတာက သူ့ရဲ့တမ်းမုတ်ကိုပို့ပြီးတော့မြစ်တက်စေပါရီဒီလိုခံလာရင်နဲတော်ကြီးကိုပိုင်ဆိုင်ထားတဲ့ဝုံမုံရွှေရဲ့နောက်ွယ်ကအင်အားကဘသူဖြစ်မလဲဆိုတာပရိသတ်တွေစိတ်ဝင်စားကြမှာပါဝုံမုံရွှေကိုရိုင်းဟာအကယ်ဒမီများရှင်ကျောင်းသားပြမတူနေတဲ့လူပညာလောကမှာဝင်ဝေကောင်းဆုံးမင်းသမီးတစ်လက်ဖြစ်ပါရီဒါပေမဲ့ဒီလိုဒေါ်လာဘီလီယံနဲ့ချီတန်တဲ့စီးစိမ်မျိုးကိုတော့သူမရဲ့ချစ်ခင်မောဖြစ်သူမြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီတရေကြီးတူဖြစ်တဲ့ကိုနိုင်ဖြိုးကျော်ရဲ့အိုင်အားနဲ့အဓိကပံ့ပိုးပေးထားတာပါကိုနိုင်ဖြိုးကျော်ကလူငယ်တွေကြားမှာရေးပဲစားတဲ့ ဝီဝီအချို့ရဲ့လုပ်ငန်းစုကြီးရဲ့ပိုင်ရှင်ဖြစ်တယ်လို့မြန်မာနိုင်ငံ MG လျက်စစ်ကားတွေကိုတဦးတည်းကိုယ်စားလှယ်ဖြင့်တင်သွင်းဖြန့်ချိနေတဲ့ဩစာကြီးဆုံးလုပ်ငန်းရှင်ကြီးတွေဖြစ်ပါရည်။သူရဲ့စီပါရေး Empire ကြီးကနေရရှိလာတဲ့ကျေးဝါမှုတွေနဲ့ဇနီးတွေပေါ်ထားတဲ့ချစ်တွေကိုဒီနန်းတော်ကြီးအားသက်သေပြနေတယ်လို့ပါပဲ။တင်းထောင်ကြီးတန်းနဲ့ကြောက်စိမ့်နေဆွဲတွေစိန်စီထားတဲ့လက်ကင်အိတ်တွေကဘုံမွှေရွှေရည်တဲ့တာမန်လက်ဆောင်လေးတွေဖြစ်နေချိန်မှာအခုလိုနန်းတော်ကြီးတလုံးကိုပါတိဆောက်ပေးထားတာကတော့သူတို့ရဲ့တာယာပျော်ရွှင်တဲ့အိမ်အောင်ကြီးကိုဖော်ပြနေပါရည်။ ချမ်းသာကြွားဝင်မယ်ဘဝမမြင့်တဲ့အလူတန်းတွေရရောစွာလူတက်တဲ့စိတ်ထားကြောင့်လည်းသူတို့ဇနီးမောင်နှံကိုပြိသက်တရားလေးစားချစ်ခင်နေကြတာပါအချို့အားဖြင့်ဆိုရင်တော့ဦးမော်ရွှေကြီးဟာသူမရဲ့အမှုပညာအောင်မြင်မှုမှန်ကန်တဲ့အင်နာဘက်ကိုရွေးချယ်နိုင်ခဲ့မှုနဲ့ကဲကားမှုတွေပေါင်းဆက်ပြီးဘေးမှာတပါးလိုခံထားတဲ့ဘဝကိုပိုင်ဆိုင်နေကြတာပဲဖြစ်ပါတယ်ပြိသက်ကြီးတို့ရောဒီလိုနဲ့တော့ကြီးတို့ခံထားတဲ့အင်ကြီးမှာနေထိုင်နေတဲ့ဦးမော်ရွှေကြီးဘဝကိုအားကြမိကြလားဒီစည်းစိမ်ချမ်းသာမှုမျိုးကကန်တရားတစ်ခုလေးကြောင့်လား ဒါမှမဟုတ်စူးစမ်းမှုနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရဲ့အသီးပွင့်လို့မြင်ပါသလားကိုယ့်ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးရှင်